အလွယ်တကူလုံလို့ရပြီးတကယ်ထီရောက်တဲ့အလပဆံရရိုးဝတ်ချက်များကျမရေးကြောင်းကို ပြောကြမယ်ဆိုရင် အသားရေးကျမရေးကလည်းအရေးကြီးတဲ့အချက်တစ်ခုပါနော်အသားရေးလပချင်းဟာလူများကြားမှာတိတာစွာပေါ်လင်းစေခြင်းမိမိကိုမိမိယုံကြည်မှုပုံမရှိစေခြင်းစတဲ့အချက်တွေကိုဖြစ်စေပါတယ် အထူးသဖြင့်အမျိုးသမီးတွေရဲ့အသားအရေဟာနူးညံ့ကြည်လင်ပြီးချောမွေ့နေဖို့လိုအပ်ပါတယ်။ဒီလိုအသားအရေကြည်လင်လပချင်းဟာလည်းဂျမချင်းလက်တပါပါနော်။ဒီတစ်ခါမှာတော့အိမ်မှာရှိတတ်တဲ့အလွယ်တကူရနိုင်တဲ့ပစ္စည်းတွေကိုအသုံးပြုပြီးကုန်ကျစရိတ်တက်တာပြီးတကယ်ထိရောက်တဲ့အသားအရေလပကြည်လင်စေဖို့ရိုးရနီလန်းတွေကိုညှဝေပေးပါမယ်။ဒီ ဒူးဝက်ချက်တွေကိုမကြည့်ခင်မှာယခုလိုကျမ်းမာရေးဗဟုသုတတွေကိုနေ့စဉ်သိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ပေးပါဦးနော်ဒီ channel လေးကကျမရေးသွဲအသုံးဝင်တဲ့တဘာဝနီလန်းတွေနဲ့တိုင်းရင်းစင်းနီးအကြောင်းတွေကိုနေ့စဉ်မျှဝေပေးနေတာပါ။တင့်မဲ့တင့်မိသားစုတင့်ပတ်ဝန်းကျင်ကလူတွေအတွက်လွယ်ကူပြီးတကယ်ထိရောက်တဲ့တဘာဝကျမရေးနီလန်းတွေကိုနေ့စဉ်ကြည့်ရှုနိုင်ပါတယ်။ဒါဆိုရင် ရိုးဝက်နီလန်းတွေကိုကြည်ကြရအောင်နော်ရိုးဝက်ချက်နံပါတ်1အမဲဆာမိန်ဘီအသားရည်ဖြူဝင်းစေရန်ဝက်ချက်အမာရွဒါမှမဟုတ်နေလောင်လို့အသားမင်းညစ်နေသူများအတွက်တံမြာဒီအနစ်နဲ့ဗက်ဆလင်းကိုရောစပ်ပြီးစမ်းကြည့်ပါတံမြာဒီတစ်ချမ်းကို အရင်ညစ်ပါဖက်စလေလက်ဖက်ရည်စွန်းတစွန်းခန့်နဲ့ရောပါအမဲဆက်ပေါ်တော့အတာအရာတို့ပြီး မိနစ်20မှ30ခန့်ထားပါရင်းနှီးလေးဖြင့်စေးချပါတပတ်ကို2ချိန်မှ3ချိန်ပုံမှန်လုပ်ပေးပါက အသာအရေးတဖြည်းဖြည်းဖြူဝင်လာပါမယ်ဒီနေရာမှာဝက်ဆလင်းအကြောင်းလေးပြောပြပါရစီရှင်ဝက်ဆလင်းကတရုတ်ကလာတာရှိသလိုထိုင်းကလာတာလည်းရှိပါတယ်အခုအတုံးပြူရမယ်ဝက်ဆလင်းကထိုင်းကလာတဲ့ဝက်ဆလင်းဖြစ်ဖို့လိုအပ်ပါတယ်နော်ရူဝက်ချ်နံပါတ် 6တွေ့ကြမ်းတမ်းတဲ့အသားအရေးပြန်လည်နူးညံ့စေရန်တမယာရီကဆဲအသေးများကိုဖေရှားပင်းပြီးဗက်ဆလင်းကအဆိုဓာတ်ကိုကြာရှည်စွာထိန်းထားပေးပါလေဗက်ဆလင်းထဲကိုတမယာရီအနေငယ်ထည့်ပါတထောင်စင်ဒူးခေါင်ဒါမှမဟုတ်ဖနှောက်နေရာများမှာလိမ်ပါဆက်ဝမ်းပုံစံပုတ်တိုက်ပြီးတညလုံးထားပါလို့လာတဲ့အခါမှာအသားကြီးဟာနူးညံ့ချောမွေ့နေတာကိုတွေ့ရပါလိမ့်မယ်။ရူဝတ်ချက်နံပါတ်3 နှခမ်းနှူးညံ့ပြီးပန်းရောင်တန်းစီရဲ့နှခေါင်း၆တွေ့ကွဲအပ်နေပါစေဤနီလဟာအဆင်ပြေစေပါれဗက်ဆလင်းကိုတံမြာရည်အနည်းငယ်ဖြင့်ရောပါစဝိုင်းပုံစံအတာယာပုတ်တိုက်ပါညာအိယာမဝင်မီထားပြီးမနှက်ခင်မှာစေးချပါတပတ်လေးနှစ်ချိန်မှသုံးချိန်လှုပ်ပေးပါကနှုတ်ခမ်းဟာနူးညံ့ပြီးကျမရင်းနဲ့ညွညွတ်တဲ့အသွင်ကို ဆောင်းလာပါလိမ့်မယ်ရူဝတ်ချက်နံပါတ်၄ ဂျိန်းချာဖြူဖွေးချုံမစီရမူဆေးရိတ်ချင်းဒါမှမဟုတ်အမွေးနှုတ်ချင်းကြောင့်ဂျိန်းချာမဲနေသူများအတွက်တံမြာဒီဟာအကူအညီဖြစ်စေပါတယ်တံမြာရင်နဲ့ဗစလင်းကိုအချိုးညီရောပါဂျိန်းချာမှာလိမ်ပြီးမိနစ်20ခန့်ထားပါရေစေးချပြီးရင်6တွေ့အောင်တုပ်ပါ တပတ်လေနှစ်ကြိမ်မှ၃ကြိမ်ခန့်ပုံမှန်လုပ်ပေးပါကဂျိန်းချာအသားရေတိတိတတ်တာ ကြည်လင်နူးညံ့လာပါမယ်။ရိုးဝတ်ချက်နံပါတ်5အရေးအကြောင်းယောနေပြီးအသားရည်သေးရင်းစီရင်တံပြာသီးမှာဗီတာမင်စီဟာကောလာဂျင်ကိုလှုပ်ဆော်ပေးပြီးဗက်ဆလင်းကအသားရည်ကိုနူးညံ့စေပါတယ်။ဗက်ဆလင်းကိုတံပြာရည်အနည်းငယ်ဖြင့်ယောပါမျက်လုံးနှုတ်ခမ်းဒါမှမဟုတ်နှစ်ဖူးအနီးတဝိုက်မှာ လိမ်ပါဒီနေရာမှာမျက်စိထဲမဝင်စေဖို့တတိပြုပေးပါနော် တာအရာနိုင်နေပြီးညာအိယာမဝင်မီလိမ့်ပါ ပုံမှန်အတုံးပြူပါကအသားအရေချောမွေ့ပြီးနုပြိုတဲ့အသွင်ကိုရရှိစေပါမယ်ဒီနေရာမှာတတိထားရမှာကအသားရေထိခိုက်ပခံတဲ့လူတွေအသားရေပါတဲ့သူတွေတက်ကြမ်းနားလေသူနဲ့တိုင်ပင်ပြီးမှအတုံးပြူပါလို့အကြံပြုပါစေရှင်ရူဝတ်ချ်နံပါတ်6လက်ဖွာကြမ်းတမ်းမှုမှာနူးညံ့စေရန် ဒုက္ခတာမမဟုတ်တထောင်စစ်ကဲ့သို့သောထူထဲမှာကြောတဲ့နေရာများအတွက်အီနီလန်ကိုစံကြည့်ပါတံမြာရည်နဲ့ဗက်ဇလင်းကို အချိုးညီရောပါအတန်အယံပုတ်တိုက်ပြီး15မိနစ်မှမိနစ်20ခန့်ထားပါရည်နွေးနွေးဖြင့်စေးချပါတပတ်လေးနှစ်ချိန်မှသုံးချိန်ပုံမှန်အသုံးပြုပါက အသားရည်တွေဟာတဖြည်းဖြည်းနှူးညံ့ပြီးထိတွေ့ခြင်းစရာကောင်းလာပါမယ် ရဝတ်ချက်နံပါတ်9အရေးအကြောင်းများကိုချော့ချခြင်းတန်ရှင်တဲ့ပုဂံလုံးထဲမှာဗက်ဆလင်းလက်ဖက်ရည်စွန်းနှစ်စွန်းထည့်ပါနွန်းနွန်းမုံလက်ဖက်ရည်စွန်းတစ်စွန်းထည့်ပါရှားဆောင်လက်ပတ်ကြီးလက်ဖက်ရည်စွန်းတစ်စွန်းနဲ့ဗီတာမင် E C 20-30ဆက်ထည့်ပါ ချိုးဝေပြီးအဝါရောင် cream ပြည့်တစ်မျိုးဖြစ်အောင်အညီအမျှရိုးဆက်သွားတဲ့အထိတိကျစွာနှံ့အောင် မွေပေးပါ အယောအနောကို လေလုံတဲ့ဦးတီတီလေးထဲမှာအခန်းအပူအချိန်ဖြင့်ပိတ်စီထားပါညအိမ်ရာမဝင်မီတင့်မျက်နာကိုတေချာစွာတန့်စင်စေကြောပါအယောအနောကို အနည်းငယ်ယူပြီးမျက်နာတစ်ပြင်လုံးကိုညင်ညာစွာ လိမ့်ပေးပါ အထူးသဖြင့်အရေးချောင်းငယ်များနဲ့အရေးချောင်းဖြစ်လေတဲ့နေရာများဥပမာမျက်လုံးအောင်နှစ်ဖူးနဲ့ပါးစပ်တစ်ဝိုက်ကိုအဓိကထားလိမ့်ပါ လက်ချောင်းထိပ်ဖြင့်ဆက်ဝင်ပုံစံလှူရှာမှုများဖြင့်နမစ်၃မိနစ်ခန့်ညင်သာစွာနှိမ့်နေပေးပါ။တညလုံးထားပြီးမနှံရောက်မှရင်းနှီးနှွေးဖြင့်စီးချပါ။အကောင်းဆုံးရလက်များအသွက်ညစဉ်နေ့တိုင်းအသုံးပြုနိုင်ပါသည်။ဒီလိုလုပ်ပြီးချင်းအဖြစ်အရေးကြောင်းငယ်များနဲ့အရေးအကြောင်းများကို ရှင်းချရမှာအထောက်အကူပြုပါသည်။အသားအရေးကိုအစိုးတက်ထိန်းပေးပြီးတောက်ပါစီပါသည်။ နနင်းဟာ အသားအရည်ကိုကြည်လင်တော့ပါစေပြီး အသားရည်မညီချင်းကိုညီညာစေရန်ကူညီပေးပါတယ်။ဝစ်စလင်းဟာအဆိုဓာတ်ကိုထိမ့်ပေးပြီးအသားအရည်၆တွေ့ချင်းမှာကာကွယ်ပေးပါတယ်။ဒီနေရာမှာလည်းအကြံပြုချင်တာကအသားရည်ထိခိုက်မခံတဲ့သူတွေအသားရည်ပါတဲ့သူတွေကတော့တက်ကြွနားလေသူနဲ့တိုင်းမြင်ပြီးမှအသုံးပြုပါလို့။တတိပြုရအချက်များ အတုံးပြူပြီးပါက နေရောင်ချီကိုချက်ချင်းမထီသေးပါစေနဲ့။တံမြာရီဟာအသားရီကိုအလင်းရောင်နဲ့ထိလွင်ရှလဲဖြစ်စေပါတယ်။ဒါကြောင့်ညဖက်မှာဒါအတုံးပြူတင်ပါတယ်။မတုံးဆွေးမီလက်ကောက်ဝတ်အစ်စ်နေရာမှာအရင်စမ်းသပ်ပါ။ဒါမတည့်ပါကဆက်လက်မတုံးဆွေးပါနဲ့။ညလုံးအနီးမှာမတုံးပါနဲ့။တံမြာရီမှာအစ်စ်ကြောင့်မျက်စိပူလောင်နေပါတယ်။ ဒါတွေကတော့အိမ်မှာအလွယ်တကူရနိုင်ပြီးကုန်ကျစရိတ်လည်းတက်တာစီတဲ့အလပဆိုင်ရာနီလန်းတွေပဲ ဖြစ်ပါတယ်။နောက်ထပ်လည်းကျမ်းမာရင်းနဲ့ပတ်သက်တဲ့ဘ ഹു တုတတွေနဲ့တဘာဝနီလန်းတွေကိုညာဝေပေးပါမယ်။အဆုံးထိကြည်ပေးလို့ဂျေစုအထူးတင်ရှိပါရရှင်။